အဲ့တော့အဲကျွန်တော်စပြောလိုက်ပါမယ်အဲလက်ရှိဒီနေ့ထိုင်းနိုင်ငံမှာဆိုရင်ဒီအချမ်းဖတ်စီအုပ်စုကောင်းဆောင်မင်းအောင်လိုင်းရောက်ရှိလာပြီးတော့ကျွန်တော်တို့ပင်စတန်နိုင်ငံများအစည်းအဝေးပေါ့နော်အဲ့မှာအိန္ဒိယတို့နီပေါ်တို့ဘင်္ဂလားဒေ့ရှ်တို့ကျွန်တော်ပါတယ်ပေါ့ဗျာနော်အဘူတန်တို့ထိုင်းတို့မြန်မာတို့ပါတယ်အဲ့ဒီဒီအစည်းအဝေးကိုလာတက်တယ်ပေါ့နော်ထိုင်းနိုင်ငံကနေပြီးဖိတ်ခေါ်ချက်ရပါတော့လာတက်တယ်လာတက်တဲ့အချိန်မှာ ကျွန်တော်တို့ထိုင်းမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအပြီးတော့ထိုင်းရောက်မြန်မာလောက်သားတွေအတန်းနဲ့ချီရှိတယ်။အတန်းနဲ့ချီရှိတယ်။အဲပြီးတော့ဒီနေ့ကျွန်တော်တို့ဟိုပုံရိပ်တွေကြည့်လိုက်တယ်ဆိုရင်လည်းထိုင်းနိုင်ငံရောက်ရှိလာတဲ့အကြပ်စိအုပ်စုမင်းအောင်နိုင်ကိုကျွန်တော်တို့ဒီလက်ရှိထိုင်းဝင်ကြီးချုပ်ကအဲဝင်ရောက်ပြီးတော့အဲထိုင်းဝင်ကြီးချုပ်ကချိုးဆိုပြီးတော့လက်ဆွဲနှုတ်ဆက်တာတဲ့ပုံရိပ်တွေလည်းတက်လာတော့ထိုင်းရောက်မြန်မာလောက်သားတွေရဲ့ယင်ထဲမှာထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့ယင်ထဲမှာ ထိုင်းနိုင်ငံမှာအကြောင်းမျိုးကြောင့်ရောက်ရှိလာတဲ့ဒေါ်လာရေးဖက်တော်သားတွေရဲ့ယင်ထဲမှာထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်ထွက်ပြေးတိမ်းရှောင်လာရတဲ့မင်းအောင်လိုင်ရဲ့အကြံဖတ်နှိပ်စက်တပ်ဖြတ်မှုရန်နေပြီးတော့ထွက်ပြေးတိမ်းရှောင်လာတဲ့လူတွေစသဖြင့်ငားငါကဖောင်ရန်ထုတ်ခံရတဲ့လူတွေပေါ့နော်ကျွန်တော်တို့လိုလူမျိုးတွေပေါ့နော်အဲကျွန်တော်တို့ကတော့ဒါနေဆက်မြန်မာပြည်တွင်းမှာနေခဲ့လူတချို့ကြလဲမင်းအောင်လိုင်ရဲ့ငားငါကနဲ့ဖောင်ရန်ထုတ်ခံထားရတဲ့သူတွေဝရန်ပုံစံမျိုးစုံတွေပြောအမှုပေါင်းစုံနဲ့ဒီအကြံဖတ်ဥပဒေတွေနဲ့ စသည်ဖြင့်ဝရမ်းထုတ်ခံရလိမ့်မယ်ထိုင်းနိုင်ငံအများကြီးဆိုလိုတာတော်လိုင်းရေးပတ်တော်သားတွေအဲစီရီယန်တွေထိုင်းနိုင်ငံကိုအကြောင်းမျိုးကြောင့်ထွက်ပြေးတိမ်းရှောင်လာလိမ့်မယ်အများကြီးရှိတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့အဲ့လိုလူတွေကအဲ့လိုလူတွေကအဲလက်ရှိဒီထိုင်းနိုင်ငံထဲမှာအကြမ်းဖက်ဆဲဥစုမင်းအောင်လာရောက်လာတဲ့အချိန်မှာထိုင်းဝန်ကြီးချုပ်ကအဲဝမ်မန်တာနဲ့လက်ဆွဲနှုတ်ဆက်ကြိုးဆိုတာတွေပြီးတော့သူတို့နိုင်ငံမှာဘင်းစတန်နိုင်ငံများစီဝေးကိုလက်ခံကျင့်ပပြီးတော့ဒီမင်းအောင်လာကိုလာပြီးတော့စီဝေးတက်ခွင့်ရှိတာတွေကကျွန်တော်တို့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေအရင်ထဲမှာအရန်ကိုခန်းစားရတယ်ပေါ့ဗျာနော်ပြောရမယ်ဆိုရင်တော့ဟုတ်ကဲ့အဲအဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်လာပြောတာဖြစ်တယ်အဲနောက်ထပ်လည်းကျွန်တော်ဒီနေ့အဲထိုင်းရောက်မြန်မာလူသားတွေနှစ်ရက်တာအတွင်းမှာဒီအမဲရောင်ဝစ်စုံမဲရောင်အင်ဂျီတွေဝစ်ဆင်ပြီးတော့ကျွန်တော်တို့ဒီလက်မော်ထွက်ပြီးတော့ဆန္ဒပြတာမျိုးမဟုတ်ဘူးကျွန်တော်တို့အလုတ်ကရန်နာပြီးတော့ဆန္ဒပြတာမျိုးမဟုတ်ဘူးဒါတွေကအနေများတယ်အလုတ်ရုံ နှွေလည်းထိခိုက်တယ်ကိုယ့်ရဲ့အလုပ်ရှင်တွေလည်းထိခိုက်တယ်ဒီလိုပုံစံမျိုးမဟုတ်ဖဲနဲ့ကျွန်တော်တို့ငိမ့်ညမ်းစွာနဲ့ဆန္ဒထုတ်ဖော်တဲ့ပုံစံပေါ့ဗျာဒါဟိုမကျေနပ်မှုကိုကန့်ကွက်တယ်ဆိုတဲ့အကြောင်းပြတာဒါကိုကျွန်တော်ဒီနေ့လာပြောတာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ โอเคဒီနေ့ကျွန်တော်လိုက်လွှင့်လာနည်းနည်းထူးခြားနေတယ်ဟိုစာပေါ်ကျွန်တော်မှန်နေမတွေ့ရအောင်ဖြစ်နေတယ်โอเคနော်အဲ့နည်းနည်းတော့ထူးခြားတယ်ပေါ့နော်အဲ့ဒါအဲ့ဒါပုံမှန်တော့မဟုတ်ဘူးဗျအဲ့တော့ထားလိုက်တော့အဲ့တော့ကျွန်တော်ဒီပြောစရာရှိတဲ့ရာပဲအရေးကြီးတဲ့ရာပဲကျွန်တော်ပြောသွားလိုက်တော့မယ်ပေါ့နော်အဲ့တော့ထိုင်းရောက်မြန်မာနိုင်ငံသားတွေအတွက်ဒီနေ့ကျွန်တော်ကမနေ့ရရဲ့ဒီနေ့ရပေါ့နော်အဲအဲ sorry အဲဒီနေ့ရအဲ၄ရက်၅ရက်ပေါ့ကျွန်တော်မနေ့ညမနေ့ ညကလေးကကျွန်တော်တင်ထားတယ်။နှစ်ရက်တာအတွင်းဒီအမဲအောင်အင်ဂျီတွေအမဲအောင်ဝစ်စုံတွေစင်တူဝစ်ပြီးတော့ကျွန်တော်တို့ဒီအလုပ်သွားလုပ်ပြန်ပြီးတော့အိမ်နေရင်စသည်ဖြင့်တွိုင်းလာရင်ပေါ့နော်။ဒါအလုပ်ယုံမှာတော့အလုပ်ယုံဝစ်စားပွေးရတာပေါ့ဗျ။အဲကျွန်တော်တို့ဆန္ဒထုတ်ဖို့ပိုးတွေကိုကျွန်တော်ပြောထားတာရှိတယ်။ဒါအပြင်မှာထွက်ပြီးတော့ဆန္ဒပြတာမျိုးမဟုတ်ဘူး။အဲဒီနေ့ဆိုရင်အဲဒါထိုင်းရောက်မြန်မာနိုင်ငံသားတူဖြစ်တဲ့ကိုဖြိုးပိုင်ဟာဒီအကြမ်းမဆေးဥစုမင်းအောင်လိုင်ကိုဒီဆန္ဒပြရဲဆိုပြီးတော့ထိုင်းအနိုင်ပဲအနိုင်ပဲဒီဘက်ကဖမ်းဆီးသွားတယ်။ပေါ့နော်။အဲအဲ့တော့ ဆိုတော့သူတို့ဘက်ကတော့ပုံစံမျိုးစုံနဲ့ကျွန်တော်တို့ထိုင်းရောက်မြန်မာနိုင်ငံသားတွေဒီလိုဆန္ဒပြတာတွေဟိုဖန်ဆီးဖို့တွက်ဖြစ်နေတယ်ရှိနေတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အပြင်ထွက်ဆန္ဒပြတာမျိုးမဟုတ်ဘူးအပြီးတော့အလုတ်ယုံမှာဆိုရင်လည်းတချို့ဆိုကလည်းအပြိုင်တူအလုတ်တွေနားဖို့အတရထက်အလုတ်တွေနားဖို့ Okay ပြောတာတော့ဟိုဟိုလွယ်တယ်ပေါ့ဗျာဒါပေမဲ့အဲ့ဒါကြီးကလည်းကျွန်တော်တို့ထိုင်းရောက်မြန်မာနိုင်ငံသားတွေအတွက်အခုချိန်မှာရန်ခတ်ခဲ့တယ်ထောက်ထားတွေလည်းမပြည့်စုံသေးဘူးတက်တန်းတိုးကာလာကြီးလည်းဖြစ်တယ်အားလုံးလည်းတက်တန်းတိုးတဲ့လုပ်ငန်းစဉ်တွေမပြီးသေးဘူး အားလုံးကထောက်ထားမဲ့ဖြစ်နေတယ်အဲ့တော့ဒီဖက်ကကြည့်ရင်လေဒီမိမိရဲ့အလုတ်ရှင်တွေအလုတ်ယုံတွေမိမိကိုပုံမှန်အလုတ်ပုံမှန်အလုတ်ပေးနေတဲ့အလုတ်ရှင်တွေအလုတ်ယုံတွေမိမိကိုပုံမှန်လောက်ခလာတာရှင်းပေးနေတဲ့အလုတ်ယုံတွေအလုတ်ရှင်တွေနစ်နာတယ်ဆိုတော့အထိုင်းမှာလေအလုတ်ယုံတွေကနေ့စဉ်လေပတ်နေရတာမြန်မာလူသားတွေရဲ့ခွန်အားနဲ့မြန်မာလူသားတွေအားနဲ့အလုတ်တချို့ဆက်ယုံတွေဆို24နာရီ24 hour လောက်ကမနာဘူး run နေတာပေါ့နော်ဆက်ယုံအလုတ်ယုံတွေကစက်တိတစ်ချက်မှရက်မသွားဘူးလူတွေပဲချိန်သွားတယ်ပေါ့နော်သူရဲ့အချိန်တိုင်းဆိုတော့အဲ့တော့အလုတ်တွေနားပြီးတော့ ကန့်ကွက်တာမျိုးကတော့ကျွန်တော်ဟိုအားမပေးခြင်းဘူးအဲ့တော့ကျွန်တော်ထိုင်းနိုင်ငံမှာရောက်ရှိနေတာအလုပ်လုပ်ဖို့ဖြစ်တယ်ထိုင်းရောက်မြန်မာလူသားတွေမှာအလုပ်ရှိဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်တတ်နိုင်တဲ့ဘောင်တွေကနေပြီးတော့အမဲအောင်အင်ဂျီဝစ်စုံဝစ်ပြီးတော့နှစ်ရက်တာကာလအတွင်းမှာဆန္ဒထုတ်ဖို့ထုတ်ဖို့ဖို့အတွက်ကျွန်တော်တိုက်တွန်းထားတာရှိတယ်တော်တော်များများလေးတိုက်တွန်းနှိုးဆော်နေတဲ့သတင်းမီဒီယာတွေလည်းတက်ကြရတယ်ဘောနော်ဒါဟိုဟိုတချို့သောအဒီအကြံဖတ်စစ်အုပ်စုရဲ့ဒလန်နေဘောမာတွေကအဒီနေ့ကျွန်တော်အဲရီမာတင်ထားတဲ့နှုတ်ဆော်ထားတဲ့ဟာတခုဆိုရင် လာပြီးတော့အောက်မှာမှန်ကြရရှိတယ်ပါလဲအာဘဒူတာဝန်ယူมาလဲတို့အာဒီလိုမျိုးဖန်ခံတင်းရပါညာသူတို့ကအဲ့ဒါစိုက်ဝါလာထည့်ပြီးတော့ထိုင်းအောင်မြန်မာလုပ်သားတွေကိုဒီအင်ကြီးလေးတော့မဝေရအောင်ကြောက်ကြောက်အောင်ချင်းချောင်းနေရဖြစ်တယ်နော်ဒါကိုကျွန်တော်ဒီနေ့ညလာပြောတာကျွန်တော်ဒါကြောင့်ရှေ့ရှေ့ဝေးပြောအောင်လို့လိုက်လွှင့်လိုက်တာဗီဒီယိုလေးကြတော့ကျွန်တော်တို့အတူတူနဲ့စကားပြောတာမပြည့်စုံကျွန်တော်အောက်မှာလာမှန်းကြတဲ့အထဲမှာအမင်းကတာဝန်ယူมาတာဖန်ခံရရပါညာထိုင်းနိုင်ငံမှာမှတ်ထားဖို့ကနော်ထိုင်းအောင်မြန်မာလုပ်သားတွေမနှက်ဖြန့်အားလုံးတနိုင်ငံလုံးအင်ကြီးအမဲအောင်အင်ကြီး အမဲအောင်ဝိဆုံစင်တူဝိကြဘာမှဖြစ်ဘူးထိုင်းနိုင်ငံမှာအင်ကြီးအမဲအောင်ဝိလို့အင်ကြီးအမဲအောင်စင်တူဝိလို့အင်ကြီးပေါင်းပြီးအမဲအောင်ဝိလို့အင်ကြီးအမဲအောင်ဝိလို့ဖမ်းလို့ရတယ်ဆိုတဲ့ဥပဒေမရှိဘူးเนาะเนาะအဲ့ဒါပုံမှန်လဲဝိနေကြတာဗျာဒါကတော့ပို့ထူးကြပြီးတော့အမဲအောင်အမဲအောင်တီးတတ်ဝိပြပြီးတော့အားလုံးကျွန်တော်တို့တွေဒီအချမ်းပတ်စေအုပ်စုမင်းအောင်လိုင်းပြည်သူတွေကိုမြန်မာနိုင်ငံပြည်သူတွေအဲပြီးတော့နိုင်ငံနဲ့ပုံလိုက်ကျဲနေတာတွေ တိုင်းသားလက်နက်ကိုင်နေမြေတွေအပါဝင်မြန်မာနိုင်ငံအနှံ့ပြအခုမြို့ကြီးပြကြီးတွေစသည်ဖြင့်နော်ဟိုဟိုတိုင်းသားလက်တိုင်းသားတွေနေများတဲ့နေရာတွေရောဗမာတွေနေများတဲ့နေရာတွေရောတိုင်းနိုင်ငံလုံးနဲ့ဘုံကျဲတက်ဖြတ်ကလေးတွေကမကြံစပေးဆောင်စကန်ဖရားเจ้าဖုံးရင်เจ้าစာတင်เจ้าမကြံအခုဘုံကျဲတက်ဖြတ်နေတဲ့သွေးစွန်လက်ပိုင်ရှင်မင်းအောင်လိုက်ပြီးတော့အာဂျင်နီနာတရားရုံးကနေပြီးတော့ကျွန်တော်တို့ဖမ်းဝမ်းထုတ်ခံထားရတဲ့သူဖြစ်တဲ့ဒီလိုပုံကူမျိုးထိုင်းနိုင်ငံကိုရောက်လာပြီးတော့ထိုင်းဝင်ရှိချုပ်ကဒီလိုလက်ဆွဲနှုတ်ဆက်နေတာကိုလောက ကျင်နေချင်းမရှိဘူးကန့်ကွက်တယ်ဆိုတာကိုကျွန်တော်တို့အနေနဲ့အမဲအောင်ဝတ်ဆောင်ပြီးတော့ဆန္ဒထုတ်ပေါ်တာဖြစ်တယ်အဲ့လိုအင်ကြီးအမဲအောင်မနှက်ပြန်ဈေးထဲမှာဝတ်သွားလို့ကုန်တိုင်းမှာသွားလို့လမ်းပေါ်မှာသွားလို့အင်ကြီးအမဲအောင်ဝတ်လို့ဖမ်းလို့ရတဲ့ဥပဒေထိုင်းမှာမရှိဘူးဘယ်သူမှမဖမ်းကြိုက်တော့ဝတ်လို့ရတယ်နော်အဲကျွန်တော်ဒီနေ့ညဒါလေးကိုပြောပြောလာပြောခြင်းဖြစ်တယ်ဟုတ်ပြီအဲ့တော့ဆိုလိုတာကကျွန်တော်ထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ဟိုပြောချင်တာကတော့အခုလိုမျိုးဒီအင်ကြီးအမဲအောင်မနက်ဖြန်စင်တူဝစ်တာတွေပြီးတော့အခုဒီနေ့လည်းကျွန်တော်ပုတ်တင်ထားလိုက်တယ်ခုနကပဲကျွန်တော်တင်ထားလိုက်တယ်အင်ကြီးအမဲအောင်ဝစ်ပြီးရင်အကျွန်တော်ဒီပုတ်အောင်မှာလာမှန့်ပေးပါကျွန်တော်ပြန်တင်ပြမယ်အဲတချို့မျက်နှာမဖော်ချင်တဲ့လူကမျက်နှာပိတ်ထားရတယ်ဒီဟိုပိုစတာလေးတွေကင်ပြီးတော့တချို့မျက်နှာဖော်ခွင့်ရှိတဲ့လူဖော်နိုင်တဲ့လူဖော်ချင်တဲ့လူ public ကနေပြီးတော့ကျွန်တော်တို့လိုပေါ်တင်တော်လိုင်းကြီးလုပ်နေတဲ့လူမျိုးတွေဆိုရင်လည်းတင်လို့ရတယ်ဖော်လာပို့လာပေါ့နော်ကျွန်တော်ကပြန်တင်မယ်ဒါကိုအဓိကကျွန်တော်တို့တွေ ဒီချိန်မှာတေးကြတယ်လမ်းပေါ်ထွက်လို့အဆင်မပြေအနေအများများတယ်ကျွန်တော်တို့အများများတယ်ဖီအားအများတယ်ပြီးတော့အလုတ်ယုံနေရနေပြီးတော့အလုတ်နားပြီးတော့ဆန္ဒပြဖို့ကြလဲဒါတွေကနောက်ဆုံးအဆင်ပေါ့ဗျာနော်အလုတ်နားပြီးတော့ဆန္ဒပြဖို့ကြလဲပုံမှန်ကိုယ့်ကိုအလုတ်ပေးနေရလို့ရှင်ပုံမှန်ကိုယ့်ကိုလောက်ခလာသာရှင်းပေးနေအလုတ်ရှင်နေအလုတ်ယုံနေအာနာရတယ်ပြီးတော့သူတို့တွေလည်းထိခိုက်နေတာတယ်အဲကိုယ်တွေတော့လည်းမကောင်းဘူးအဲ့တော့ကျွန်တော်နှမျိုးကိုမယွေဘူးအနေအများတဲ့ဟိုရစ်များတဲ့ဖီအားများတဲ့နှမျိုးကိုမယွေပဲနဲ့ ျွန်တော်တို့အကောင်းဆုံးနှီးလန်းငိမ့်ချမ်းဆောင်တဲ့ဆန္ဒထုတ်ပေါ်ခြင်းလို့ခေါ်တယ်ဒီအင်ဂျင်စင်သူဝိတ္တာအစသဖြင့်အကျွန်တော်တို့အင်ဂျင်မှာကက်ကွက်ချောင်းစာရေးပြီးတော့ဝိတ္တာအပြီးတော့ကျွန်တော် online ပေါ်မှာအင်ဂျင်မင်းအောင်ဝိမင်းအောင်လည်းကက်ကွက်ချောင်းစာတန်းလေးကင်ပြီးတော့ဓာတ်ပုံရိုက်ပြီးတော့ online ပေါ်မှာတင်တာ Facebook ပေါ်မှာတင်တာဒါတွေကထိုင်းမှာလုံးဝဖမ်းလို့မရဒါတွေကဥဥပဒေဟိုမှာဒါဒီလိုအင်ဂျင်မင်းအောင်ဝင်ဖမ်းလို့ရတယ်ဆိုတဲ့အမျိုးမရှိဘူးအဲ့တော့ခုနကကျွန်တော်ပို့အောင်မှာလာမှတ်ထားတာပေါ်မှာဒီဒလန်နေ အဲ့ဆောက်ဘောတွေဖြစ်တယ်ကြက်မပြေးတဲ့ကောင်တွေဖြစ်တယ်နော်အဲ့တော့သိဖို့ရှင်းရှင်းလင်းလင်းလို့လည်းတချို့ဆိုရင်စိုက်ွားထည့်ပြီးတော့အဲ့လိုအမင်းကတော့တော်ရရမြောက်ပေးနေတာပဲဗာညာနဲ့ထိုင်းရောက်လို့သမားတွေဒုက္ခရောက်ဖို့ထိုင်းရောက်လို့သမားတွေဟိုစိတ်ဆင်းရဲသွားဖို့ဘယ်တော့မှရဲမင်းမပြောခဲ့ဘူးမမြောက်ပေးခဲ့ဘူးမလုပ်ခဲ့ဘူးထိုင်းရောက်မြန်မာလူသမားတွေပြေးလေအောင်ထိုင်းရောက်မြန်မာလူသားတွေအဆင်ပြေအောင်ထိုင်းမှာရောက်ပြီးတော့ဒုက္ခရောက်နေတဲ့လူသမားတွေကိုကယ်တင်တဲ့လုပ်ငန်းစဉ်တွေပဲ AC ရဲမင်းကဒီဇိုင်းမမလုပ်ခဲ့တာဖြစ်တယ် ။နောက်ဒါကတော့တီးပြီးသားအများကြီးမပြောတော့ဘူး။အဲ့တော့ကိုဝဲမင်းရဲ့ညနေပိုင်းကတင်လိုက်တဲ့ပို့တွေအောက်မှာအဒီရီဗီဒီယိုအောက်မှာလာပြီးတော့ဝေဖန်ထားတဲ့လူတွေကအဲ့ဒါအကျန်းဖတ်စီအုပ်စုရဲ့ဘောမဒလန်နေဖြစ်တယ်။သူတို့ကထိုင်းအောင်မြန်မာပြည်သားတွေအဲ့ဒါမင်းအောင်နိုင်ကိုအားပေးနေတဲ့အုပ်စုတွေနော်။အဲ့ဒါထိုင်းအောင်မြန်မာတွေလည်းမဟုတ်ဘူး။အဲသူတို့က group နဲ့အုပ်စုနဲ့မင်းအောင်နိုင်မှာဒီစိုက်ဝါထဲတဲ့ကျွန်တော်မီဒီယာကဏ္ဍမှာစိုက်ဝါထဲတဲ့ အဲသူတို့စစ်တပ်ကမွေးထားတဲ့ကောင်ရှိတယ်အဲ့ကောင်တွေကလာမှန်နေတာဖြစ်တယ်အကောင့်တူပေါင်းစုံနဲ့တချို့လဲအကောင့်စစ်လို့လိုပါအောင်နဲ့ပုံစံမျိုးစုံနဲ့ထိုင်းရောက်မြန်မာသားမြန်မာလူသားတွေကိုအင်းကြီးအမဲအောင် စင်တူလေးတောင်မဝွေရဲအောင်ကြောက်တဲ့စိတ်ကိုလာရိုက်သွင်းနေတာဖြစ်တယ်နော်โอเคလမ်းမောထွက်ဆန္ဒပြတယ်ဒါတွေကတော့လက်ရှိချိန်ညာထိုင်းရတော့သူပုံစံမျိုးစုံနဲ့ဒါလုပ်နေတာလေအဲ့တော့ဟုတ်ပြီအဲ့ဒီအနေထားကိုတော့ထားလိုက်တော့တစ်ဖက်ကအဲ့တော့ကျွန်တော်တို့အနေနဲ့လုံးဝဥပဒေနဲ့လဲလွတ်ကင်းတယ်ကိုယ့်အလုပ်ယုံဝစ်စား ဝစ်ပြီးတော့လောက်ရမယ်လောက်ရုံလဲကြာကိုလောက်ရုံဝစ်စားဝေးရမှာပေါ့တချို့လောက်ရုံတွေကတော့ကြိုက်တာဝစ်လို့ရတာလေအတချို့လောက်ရုံတွေကြာတတ်မှတ်ထားတဲ့လုပ်ငန်းအင်ဂျီစက်ရုံအင်ဂျီရှိတယ်အဲ့တော့အဲ့လိုချိန်ရလွှဲရင်ညနေအလောက်ကပြန်အောက်မှာတွင်းကန်လေးတွေဝစ်ကြတာလေအပယ်လောက်ရုံပဲတွင်းတွင်းကန်လေးအဲ့တွင်းကန်မှာအင်ဂျီအမဲလေးဝစ်သွားတယ်ဆိုရင်ညနေအလောက်ကပြန်ရင်အပေါ်ကအင်ဂျီလေးချွတ်လိုက်အောက်ကပုံမှန်အင်ဂျီလေးနဲ့ဈေးသွားလို့ရတယ်အိမ်ပြန်လို့ရတယ်စသည်ဖြင့်အမဲအောင်လေးအများကြီးဖြစ်သွားမှာဗျာထိုင်းအောင်မြန်မာလုပ်သားတွေကအနည်းဆုံး၄တန်းခွဲကနေ၅တန်းလောက်ထိ ရှိတယ်လို့အားလုံးခံမှန်းသုံးသပ်ထားတာဆိုတော့တန်းတဲ့ချီရှိတယ်လို့ဒီမားတွေအားလုံးစင်တူဝတ်ကြမယ်ဆိုရင်တော့ဒါထူးထူးခြားခြားနဲ့ Thai media တွေလည်းပါလာမယ်ကဘာလည်းတည်မယ်ပြီးတော့လုံးဝမကြည့်နဲ့ချောင်းအောင်လေပေါ်တင်ကျွန်တော်တို့စန့်ကျင်ကန့်ကွက်ရာကြတယ်အခုဒါကြီးဆိုလည်းတွက်ကြည့်လေဗျာနော်သွေးစွန်းလက်နိုင်ငံတကာဖန်ဝန်းထုတ်ထားတဲ့မင်းအောင်လိုင်းအခုလိုထိုင်းဝင်ကြီးချုပ်ကလက်ဆွဲနှုတ်ဆက်နေတာကြီးထိုင်းဝင်ကြီးချုပ်ဖဲထောင်တန်းပေါ့နော်ဖဲထောင်တန်းကလက်ဆွဲနှုတ်ဆက်နေတာကြီးကိုကျွန်တော်ယင်နေမှာဘလို့ခံစားရလဲ ဘလို့ခန်းစားရလဲထိုင်းရောက်မြန်မာလို့ကမားတွေလည်းအခုချိန်မှာယင်ထဲမှာနှင်းနေအောင်ခန်းစားရတာပဲကျွန်တော်သိတယ်ကိုချင်းစားတယ်နားလေတယ်ကျွန်တော်ကိုယ်တိုင်ထိုင်းနိုင်ငံမှာနှင်းနေစေချောဖြတ်သားလာတာတာမန်လို့ကမားဘွားကနေအခြေခံလို့ကမားနင်းများလို့ကမားဘွားကနေထိုင်းရောက်မြန်မာလို့ကားတွေဒုက္ခရောက်ရင်ကုညီနိုင်တဲ့အခြေအနေအထိလို့ကမားကြီးအဖွဲ့စည်းတီထောင်ပြီးတော့လောက်ကင်နိုင်တဲ့အခြေအနေအထိကျွန်တော်ဖြတ်သားလာတာဖြစ်တယ်နှစ်ပေါင်း20ချောပူဇက်တိုက်နေမယ်ဆိုနှစ်ပေါင်းအစိတ်လောက်ရှိပြီပေါ့ဗျာနော်ကျွန်တော်ရဲ့အသက်၃ပုံပုံနှစ်ပုံလောက်ထိုင်းမှာပဲကြီးပြင်းခဲ့တာကျွန်တော်ကိုချင်းစားနားလေတယ်အနေခံဒုက္ခတွေရောက် ဆာဝဲစာတန်းနေတတန်းမတိုးရသေးခက်ခဲဖြစ်နေတဲ့ထိုင်းအောင်မြန်မာလူသားတွေရင်ထဲမှာမင်းအောင်လိုင်ကိုလက်ရှိထိုင်းဝင်ကြီးချုပ်ဖဲတောင်ထန်းနေပြီးတော့ဒီလက်ဆွဲနှုတ်ဆက်နေတာထတ်စင်သမီးပေါ့ဗျာနော်သူတို့ရဲ့တမိုင်းတွေလည်းကျွန်တော်တို့တေချာကြည့်ရမယ်နော်ကျွန်တော်စာတွေများများဖတ်ဆိုရတာပြောတာတဆင်ဘယ်ကလာလဲတဆင်ရဲ့မြမရှင်းလက်ကဘာတွေလဲပြီးတော့တဆင်သမီးကဘာတွေလဲထတ်စင်ကဘယ်လိုပုံကူမျိုးလဲဆိုတာမျိုးတွေကိုလည်းကျွန်တော်တို့သူတို့ရဲ့တမိုင်းမျိုးရိုးစင်ဆက်ကိုလည်းကိုကသိရမယ်သူတို့မျိုးရိုးလည်းကိုနားလေရမယ်နော်အဲ့တော့ဒီထိုင်းဝင်ကြီးချုပ်ဖဲတောင်ထန်းကမင်းအောင်လိုင်လက်ကိုအခုလိုမျိုး အာပါဒိယပြုံးပြုံးကြီးနဲ့လက်ဆွဲနှုတ်ဆက်နေတဲ့ပုံရိပ်တီးဟာကျွန်တော်တို့ရှင်ထဲကိုတန်ကြုံနဲ့ထိုးသလိုခံစားရတယ်။ထိုင်းအောင်မြန်မာလူသမားတွေရဲ့ရှင်ထဲမှာလည်းအဲ့လိုပဲဖြစ်နေပါပဲ။နောက်အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ညလာပြောခြင်းဖြစ်တယ်။ဟုတ်ကဲ့။အဲ့တော့မနက်ဖြန်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဝန်ထဲချင်းအထိမ့်မဲ့အကြီးအမဲရောင်ကိုအဲ့ဒီထိဝန်ထဲချင်းထိမ့်မဲ့အစာအကျန်းဖတ်စစ်အုပ်စုမင်းအောင်လိုက် ရောက်ရှိလာတဲ့အတွက်ရှင်ထဲမှုမရှိဘူး။ထိုင်းအောင်မြန်မာလူသမားတွေရှင်ထဲမှာစန့်ကျင်ကတ်ကွက်တယ် လူတက်အကျန်းဖတ်ပြည်သူတွေကိုတက်ဖြတ်ကလေးရမကြံចောင်းသူចောင်းသားတွေဘာသာရေးဆောက်ဦးတွေမကြံအကုန်လုံးတက်ဖြတ်ညင်စဲနှိမ့်ဆက်နေတဲ့မင်းအောင်လှိုင်ရဲ့သွေးစွန်းလက်ကိုထိုင်းရောက်ထိုင်းနိုင်ငံကဒီအမြင့်ဆုံးယာရုဖြစ်တဲ့ဒီထိုင်းဝင်ကြီးချုပ်ပေါ့နော်ဟိုအစိုးရဘက်မှဆိုဝင်ကြီးပေါ့နော်သူထပ်မှာတော့ထိုင်းပြည်ရှိတာပေါ့ဗျာထိုင်းဝင်ကြီးချုပ်ဖေထောင်ခံကနေပြီးတော့အခုလိုမျိုးလက်ဆွဲနှုတ်ဆက်တာအင်မတန်ကျွန်တော်တို့အနေနဲ့ကျေနပ်မှုမရှိဘူးဆိုတာကိုဒါကိုပြောချင်တယ်နော်အဲ့တော့လက်ရှိထိုင်းဝင်ကြီးချုပ် ဖေတောင်နံနေနဲ့အခုလိုမျိုးကျွန်တော်တို့အချမ်းဖတ်စေအုပ်စုမင်းအောင်လိုင်းနိုင်ငံတကာအလို့ရှိနေတဲ့ကျွန်တော်တို့မင်းအောင်လိုင်းဖမ်းဝမ်းထုတ်ထားတဲ့မင်းအောင်လိုင်းကိုကျွန်တော်အင်တာပိုရဲတပ်ဖွဲ့ကိုအံ့အမဲစာဒီလိုထိုင်းနိုင်ငံမှာကျွန်တော်တို့ရှန်ဂရီလာဟိုတယ်ကြီးမှာအဲ့ခံပြီးတော့ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်နေတဲ့ပုံရိပ်တွေကမဖြစ်သင့်ဘူးဒါကကျွန်တော်တို့နိုင်ငံရေးနိုင်ငံရေးအရာကြည့်ရင်ရောနိုင်ငံရေးကုန်သိက္ခာမရှိဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဗျเนาะအဲ့ဒီလူကဘလို့လူလဲပြည်သူတွေကိုတတ်ဖြတ်နေတာတစ်ကဘာလုံးသိတယ် အဲ့လိုမျိုးလူမျိုးလုံးတပ်ဖြတ်မှုတွေမှာပူးပေါင်းပါဝင်နေတဲ့အကျန်းဖတ်စစ်အုပ်စုမင်းအောင်လိုင်းမြန်မာနိုင်ငံမှာလက်နက်အားကိုးနဲ့လက်နက်အားကိုးနဲ့မြန်မာပြည်ကိုလက်နက်အားကိုးနဲ့ပြည်သူ့အတင်မြောက်တဲ့ပြည်သူ့အစိုးရဒီမိုကရေစီဆိုးရအောင်နှိမ့်ဆက်ညင်းဆဲတပ်ဖြတ်ထောင်သွင်းချင်းချထားပြီးတော့အာနာအတင်းအရမအာနာလူယူထားတဲ့လူဆိုတာကိုဒါတိတိကြီးနဲ့အခုလိုမျိုးထိုင်းနိုင်ငံဖိတ်ခေါ်ပြီးတော့လက်ဆွဲနှုတ်ဆက်ဒါဒီလိုအစည်းအဝေးကိုပိတ်တတ်တာဒါကျွန်တော်တို့အနေနဲ့အများစွာ စိတ်မကောင်းဖြစ်ရတယ်ဒါကိုလုံးဝကန့်ကွက်တယ်ဆိုတာကိုကျွန်တော်ဒီနေရာနေလည်းပြောခြင်းတယ်။ဟုတ်ကဲ့။အဲ့တော့ထိုင်းအောင်မြန်မာလုပ်သားတွေဒီလိုမျိုးအကြံဖတ်စစ်အုပ်စုသွေးစွန်းလက်ပိုင်ရှင်မင်းအွန်လိုင်းဖမ်းနိုင်ငံတကာဖမ်းဝမ်းထုတ်ခံထားရတယ်မင်းအွန်လိုင်းမဖမ်းမဲနဲ့ဒီလိုမျိုးလက်ဆွဲနှုတ်ဆက်နေတာကိုကျေနပ်မှုမရှိဘူးဆိုတာကိုကျွန်တော်တို့အနေနဲ့မနှက်ပြန်ဘူးအားလုံးအင်ကြီးအမဲအောင်စင်တူဝစ်ပြီးတော့ကျွန်တော်ဆန္ဒထုတ်ဖော်ကြပါစို့ဒါလေးကိုကျွန်တော်ဒီနေ့ညတိုက်တွန်းနှိုးဆော်ခြင်းနဲ့ပြီးတော့ဒီလိုဆန္ဒထုတ်ဖော်ထားတဲ့ပုံလေးကျွန်တော်တို့ဒီလိုအင်ကြီးဝစ်ပြီးတော့ကိုယ်ခမ်းမှာပဲတပ်ပုံရိုက်ပါ ဘယ်မှာရိုက်စားမလို့လမ်းပေါ်လည်းရိုက်စားမလို့အဲ့လိုဓာတ်ပုံရိုက်ထားတဲ့ပုံတွေဒီနေ့ညရောမနေ့ပြန်ရောကျွန်တော်စီကိုဇက်တိုက်ပေးဖို့ပါကျွန်တော်တင်ထားတဲ့ပို့ရအောင်မလဲလာမှတ်မိပါအဲ့ဒီပုံတွေကိုမနေ့ပြန်ချက်ချင်းတင်မှာဖြစ်တယ်ပြီးတော့နိုင်ငံတကာသက်ဆိုင်ရာကျွန်တော်တို့အသုံးပြုလို့ရမယ်နေရာဌာနတွေကိုလည်းကျွန်တော်ပို့သွားမှာဖြစ်တယ်အဲ့ဒါလေးကိုဒီနေ့ညတိုက်တွန်းနှိုးဆော်ချင်တာဖြစ်ပါတယ်ဗျဒီနေ့ညလိုက်လေးရတော့ဒီလောက်ပါပဲမနေ့ပြန်ကိုထိုင်းအောင်မြန်မာလို့သားတွေအမဲအောင်စင်တူဖွင့်ပြီးတော့ကျွန်တော်တို့အကြံပေးဆုံးစုမင်းအွန်လိုင်းကိုထိုင်းနိုင်ငံဝန်ကြီးချုပ်ကလက်ဆွဲနှုတ်ဆက်ပြီးတော့ဒီလိုစီဝေးဖိတ်ခေါ်တာကိုကျေနပ်မှုမရှိဘူးဆိုတာကိုအားလုံးကျွန်တော်ဆန့်ကျင် ကန့်ကွက်ကြပါလို့ကျွန်တော်ဒီနေ့ကနေပြီးတော့တိုက်တွန်းနှိုးဆော်ခြင်းနဲ့ဗျ။เนาะအမဲအောင်အင်ကြီးဝင့်လို့လေထိုင်းနိုင်ငံမှာဘသူမှမဖမ်းဘူး။ဖမ်းလို့ရတဲ့ဥပဒေလည်းမရှိဘူး။เนาะအဲ့ဒါလေးကိုကျွန်တော်ဒီနေ့ညပြောခြင်းနဲ့ကျွန်တော်ပို့အောင်မှာလာမှတ်နေတဲ့သူတွေကအကြံဖတ်စစ်အုပ်စုဘောမှစစ်ကောင်စီတလန်တွေဖြစ်တယ်။ကြံဖတ်စစ်အုပ်စုအားပေးတွေဖြစ်တယ်။ပြီးတော့ကြံဖတ်စစ်အုပ်စုဘက်ကနေစိုက်ဝါးတွေပြည်သူလူထုကိုဝေဝါးတော့အောင်စိုက်ဝါးတွေတို့ဖို့အတွက်လောက်ထားတဲ့ဌာနကလူတွေဖြစ်တယ်ပေါ့နော် โอเคအဲ့ဒါလေးကျွန်တော်ဒီနေ့ညလာပြောခြင်းဖြစ်တယ်ဗျမနှက်ပြအားလုံးမဲအောင်စင်တို့ဝတ်ပေးကြပါကျွန်တော်ဒါလေးကိုဒီနေ့ညထိုင်းအောင်မြန်မာလုပ်သားတွေကိုအထူးမြစ်တာရက်ခံခြင်းတယ်